နေ့သင်တို့နဲ့အတူတေချင်းကိုနင်းမဆုံချုံစီရန်ကြွလာတော်မူသောဖရာသခင်ဆိုတဲ့ခေါင်းစဉ်နဲ့တမချန်းစာရဲ့ကြိုတင်ဟောစကားအဖြစ်ဒီမြေကြီးကိုကြွလာတော်မူခဲ့တဲ့ခရစ်တော်အဆောင်အကြောင်းလေးလာတဲ့အချိန်ကိုယူကြရအောင်ဖရာသခင်သည်ဤမြေကြီးသို့လူသားတိဝတ်ဆင်ရဒုတိယကြိမ်ကြွလာတော်မူသည်လူသားအလုံးအတွက်ဒီသတင်းဟာအမှန်တကယ်ဝမ်းမြောက်စရာသတင်းဖြစ်ပါတယ်လူငယ်တဲ့နှစ်ပေါင်း2000ယေရှုခရစ်ဒီမြေကြီးကိုကြွလာခဲ့တဲ့ကလည်း ပညာရှိ၃ဦးဟာရွှေလောဘနဲ့မူရန်စတဲ့အဖို့တန်လက်ဆောင်တွေနဲ့အတူယေရှုခရစ်ကိုတွားရောက်တွေ့ဆုံခဲ့တဲ့မြင်ကွင်းကိုကျွန်တော်တို့အတည်ပြုနိုင်ပါတယ်။ဟေဗြဲဩဝါဒစာဟာအခန်းကြီး28ရဲ့ကြိုတင်ဟောစကားအရယေရှုခရစ်ကိုမျှော်လင့်လျက်နေတဲ့သူတွေကိုကယ်တင်ခြင်းစီခေါ်ဆောင်မှုအတွက်ဒုတိယကြိမ်ဒီမြေကြီးကိုထပ်မံကြွာလာခဲ့မယ်လို့မိန့်တော်မူခဲ့ပါတယ်။လူသားတွေဟာအမှန်တကယ်ပဲဒုတိယကြိမ်လူစားတီဝတ်ဆင်ပြီး ကြွားလာတော်မူတဲ့ခရစ်တော်ကိုမှန်မှန်ကန်ကန်အတိအမှတ်ပြုကြမှာပါလားပထမကြိမ်ကြွားလာတော်ကအတိအမှတ်မပြုနိုင်ခဲ့တဲ့လူမျိုးဒုတိယကြိမ်ကြွားလာတဲ့အခါမှာလည်းအတိအမှတ်ပြုဖို့ရန်ခက်ခဲပါတယ်ဒါပေမဲ့တမန်ကျမ်းစာနဲ့ပရောဖက်တွေဟာဒီမြေကြီးကိုကြွားလာတော်မူတဲ့ခရစ်တော်နဲ့ပတ်သက်တဲ့လက္ခဏာတွေတကတစ်ခုဟာတေခြင်းကိုနှမွန်ဆုံးရှုံးစေဖို့ဒီမြေကြီးကိုကြွားလာခဲ့တဲ့တနည်းပြောရရင်သာရတက်ကိုပေးဖို့အတွက်ဒီမြေကြီးကိုဒုတိယကြိမ်ထပ်မံကြွားလာတော်မူမဲ့ ီလိုမျိုးဖော်ပြခဲ့ကြပါတယ်။ဒီနေ့ဒီအကြောင်းကိုသုံးသပ်ကြည့်ကြမှာဖြစ်ပါတယ်။ထေချာယနဂတိကျန်အခန်းကြီး25ကိုဖွင့်ကြည့်ကြရအောင်။ထေချာယနဂတိကျန်အခန်းကြီး25အခန်းငယ်6ကိုကြည့်ရင်မန်ဂုနေယောဝကေဆန်ဤဆန်ဆန်ကောင်းငင်ဘုရားရှင်ထာဝရဖျားသည် ခဲပွဲစားပွဲပွဲကောင်းသောစပြည့်ပွဲဒီဟုသောစုသောခဲပွဲစားပွဲကောင်းမွန်စွာဆက်သောစပြည့်ဟောင်းကိုလူခတ်သိန်းတို့အဖို့ဤတောင်ပေါ်မှာစီရင်တော်မူလိမ့်မည်လူခတ်သိန်းတို့ကိုဖုံသောမျက်နှာဖုံးကို၎င်းခတ်သိန်းသောလူမျိုးတို့ကိုဖုံးလွှမ်းသောတင်းတိမ်ကို၎င်းဤတောင်ပေါ်မှာပယ်တော်မူလိမ့်မည်ဘာကိုနိမုံဆုံးရှုံးစေမှာပါလဲတေချင်းကိုလည်းနိမုံဆုံးရှုံးစေတော်မူလိမ့်မည် ဖျားသခင်ဒီမြေကြီးကိုကြွလာတော်မူတဲ့အကြောင်းရင်းများစွာရှိပါတယ်။အပြစ်ခွလွတ်ခြင်းပေးဖို့ကယ်တင်ခြင်းစီခေါ်ဆောင်ဖို့တေကျုံကိုနှစ်မွန်ဆုံးချုံးစေဖို့ဒီလိုတမန်ကျမ်းစာရဲ့ကြိုတင်ဟောစကားတွေများစွာရှိပေမဲ့ပရောဖက်ဟေရှာယဟာဟေရှာအနာဂတ်ကြံအခန်းကြီး25ကတဆင့်တေကျုံကိုနှစ်မွန်ဆုံးချုံးစေဖို့ဒီမြေကြီးကိုကြွလာတော်မူလိမ့်မယ်ဆိုပြီးအတိပေးထားခဲ့ပါတယ်။ဒါဆိုရင်တေကျုံကိုနှစ်မွန်ဆုံးချုံးတဲ့ဒီအမှုကိုပြုတဲ့သူကို ဒီမြေကြီးမှာကျွန်တော်တို့ဟာဖောက်ထုတ်ပြီးရှာဝေကြရမယ်မဟုတ်ပါလားထေရှားရနဂတိကျမ်းအခန်းကြီး34အခန်းငယ်16ကိုကြည့်ရင်ကျမ်းစာထဲမှာမရှိပါသလဲရံပိုက်တွေဟာအဖို့ရှိတယ်လို့ပြောထားပါတယ်တေကြီးကိုနိမုံဆုံဆုံးစေဖို့ကြွားလာတဲ့သူဟာအမှန်တကယ်ဒီမြေကြီးကိုဘယ်အမှန်တရားနဲ့ကြွားလာရမှာပါလဲပြီးတော့ဘယ်နေရာကိုကြွားလာမှာပါလဲဘယ်ချိန်မှာကြွားလာမှာပါလဲ ဒီကြိုတင်ဟော့စကားတွေနဲ့တက်ဆိုင်တဲ့အဖြေတွေအားလုံးကိုတမန်ကျမ်းစာထဲမှာမှတ်တမ်းတင်ထားပါတယ်။ဒီလိုအရာမရှိဘဲကျွန်တော်တို့ဟာရောင်ဝါးဝါးနဲ့တစုံတဦးကိုယုံကြည်ခြင်းဟာသာရတိမဲအနာဂတ်ကဘာထဲမှာသာရငရဲကိုတောင်ကြောက်ရွံ့သွားနိုင်ပါတယ်။영원한어떤지옥에도빠질수있는것이고피아킹고만가좌아티마뷰비투의돈된챗뢰고만가좌라이나메소인다르게또다르게된다면 ထာဝရကောင်းကင်နိုင်ငံမှာထာဝရတတ်တဲ့ကောင်းကြီးတွေကိုခံစားရနိုင်တဲ့အတွက်ဖျားသခင်ကိုရှာဖွေတွေ့ရှိတာဟာအရန်အရေးကြီးတဲ့အရာဖြစ်တယ်လို့မြင်နိုင်ပါတယ်။လူသားတွေအနေနဲ့တိတ်ချပေါက်တည်ခြင်းကိုနှိမ့်မွန်ဆုံးရှုံးစေဖို့ကြွားလာခဲ့တဲ့သူကိုဘယ်လိုလုပ်ရမှာပါလဲ။ရှာဖွေကြရမှာဖြစ်ပါတယ်။ဣရှာယအနာဂတ်ကျမ်းအခန်းကြီး25 ခန့်ငယ်ရှိကိုအဆက်ကြီးကြရအောင်ဒီချင်းကိုလည်းနှစ်မုံဆုံဆုံးစေတော်မူလိမ့်မည်အရှင်သာဝရဖျားသည်လည်းခတ်သိမ်းသော မျက်နာတို့ဘာမျက်ရည်ကိုတုတ်တော်မူလိမ့်မည်ကိုတော်၏လူတို့သည်ခံရသောကဲ့ရဲ့ခြင်းကိုလည်းမြေကြီးတစ်ပြည့်လုံး၌ပယ်ရှင်းတော်မူလိမ့်မည်ဟုသာဝရဖျားမိန်တော်ရှိ၏ထိုကာလ၌ကြည့်ရှုလော့ဤရှင်ကားဘယ်သူပါလဲဤရှင်ကားငါတို့မျှော်လင့်သောငါတို့၏ဖျားသခင်သည်တေချင်းကို နမဆုံချုံးစေတဲ့သူဟာငါတို့ဤဖျားသခင်ကြီးငါတို့ကိုကဲ့တင်တော်မူလိမ့်မည်။ဤရှင်ကငါတို့မျှော်လင့်တော်ထာဝရဖျားသည်ကဲ့တင်တော်မူခြင်းကျေးဇူးကြောင့်ငါတို့သည်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆိုကြလိမ့်မည်။ယေရှာယခန်းကြီး25မှာတေခြင်းကိုနမဆုံချုံးစေတဲ့သူဟာငါတို့ဤဖျားသခင်ကြီးလို့ရေးထားပါလေ။ဒီလိုမျိုးကြွတင်ဟောပြောထားတဲ့အတွက်ဒီနေ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့အရှာဖွေကြည့်ကြရမှာဖြစ်ပါတယ်။ ဖျားခင်ဟာဒီမြေကြီးကိုကြွလာပြီးဘလို့အမှန်တရားအဖြစ်ဒီအမှုတော်ကိုအောင်မြင်စေတော်မူမှာပါလေ။ရှင်ယောခရစ်ဝင်အခန်းကြီး6မှာရှားပွေကြည့်ကြရအောင်။ရှင်ယောခရစ်ဝင်အခန်းကြီး6အခန်းငယ်53ကိုကြည့်ရင်ယေရှုကလည်းငါအမှန်အကန်ဆိုသည်ကားလူတိုင်းအသားကိုမစားအသွေးကိုမတောက်နှင်တင်းနှိုး၌အသက်မရှိငါ၏အသားကိုစား၍ ငါ၏သွေးကိုလည်းတောက်တော်သူသည်ဘာကိုရပါသလဲဟာရာတကူရ၏ဟာရာတကူရတယ်ဆိုတာဟာတေကျုံကိုဘလို့လုတဲ့ဆိုတဲ့အထိပ္ပယ်ပါလေဟာရာဖေချာပြစ်တဲ့ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်တနည်းအားဖြင့်ကျွန်တော်တို့လူသားအားလုံးစီဟာရာတက်ပေးမယ်ဆိုတဲ့အထိပ္ပယ်မဟုတ်ပါလားအခန်းငယ်54မှာငါ၏သားကိုစား၍ငါ၏သွေးကိုလည်းတောက်တော်သူသည်ဆိုပြီး အခြေအနေတစ်ခုကိုတတ်မှတ်ထားပါတယ်။ငါ့ဤအသားကိုစား၍ငါ့ဤသွေးကိုလည်းတောက်တော်သူသည်ဟာရာသက်ကိုယာ၏။ထိုသူကိုနောက်ဆုံးသောနေ့၌ငါထားမြောက်စေမည်။ငါ့ဤသားသည်စားစရာကောင်း၏။ငါ့ဤသွေးလည်းတောက်စရာကောင်း၏။ငါ့ဤသားသွေးကိုတောက်စားတော်သူသည်ငါ၌တည်း။ထိုသူ၌လည်းငါတည်း။ဒါရှင်တော်မူသောခမဲတော်သည် ငါ့ကိုစိတ်လွတ်တော်မူ၍ငါသည်ခမဲတော်အဖျင်အသက်ရှင်သည်နီးသူငါ့ကိုစားတော်သူသည်ငါအဖျင်အသက်ရှင်လည်းမည်ဒီနေရာမှာလူသားရဲ့အသားကိုစားပြီးလူသားရဲ့အသွေးကိုတောက်တဲ့သူဟာသာရတက်ကိုယာပြီးနောက်ဆုံးသောနေ့မှာလည်းဘယ်လိုလုပ်မယ်လို့ပြောထားပါသလဲထမ်းမြောက်စိတ်ပင်လို့မိန့်တော်မူခဲ့ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမြင့်ကြီးကိုဇူးစတိဝိသံမီကြွားလာတော်မူတဲ့ဘုရားသခင်ကိုဘယ်လိုရှာတွေ့နိုင်မှာပါလဲ။ အခုရှင်ယောဟန်ခရစ်ဝင်ခန်းကြီး6အခန်းငယ်53 54 55 56ထဲမှာတေခြင်းကိုဖယ်ရှားပြစ်မယ်ဖျားသခင်ဒီလန်းကိုကျွန်တော်တို့စီအသိပေးထားပါတယ်ငါ့ဤတာကိုစား၍ငါ့ဤအသွေးကိုလည်းတောက်တော်သူသည် ထာဝရတက်ကိုယာ၏သူတို့ကိုနောက်ဆောင်သောနေနိုင်ငါထမြောက်စေပြီလို့မိန့်တော်မူခဲ့ပါတယ်ဒီမြင်ကွင်းကို ကောင်းကောင်းအာရုံစိုက်ကြည့်ကြပါသူတို့ကိုလို့ပြောထားတဲ့သူဟာဘာကိုစားပြီး ဘာကိုတောက်တဲ့သူကိုဆိုလိုတာပါလဲလူသားရဲ့အသားကိုစားပြီးလူသားရဲ့အသူကိုတောက်တဲ့သူတွေကိုထပြောင်းစေမယ်လို့မိန့်တော်မူခဲ့ပါတယ်တနည်းပြောရရင်တေချင်းကိုဖျက်ဆီးပြစ်မဲ့ဆိုတဲ့အထိပ္ပယ်မဟုတ်ပါလားပထမအကြိမ်ကြွားလာတုန်းကပဲမဟုတ်ပဲနောက်ဆုံးသောကာလမှာလည်းတူညီစွာပဲအဲ့ဒီအမှန်တရားကိုဆောင်ချောက်ကြရမယ်ဆိုတဲ့အထိပ္ပယ်ပါဝင်တဲ့ကြံပိုက်ဖြစ်ပါတယ်ဒါဆိုရင်လူသားရဲ့အသားနဲ့လူသားရဲ့အသွေးကိုစားတောက်တဲ့နေလန်းကို ရှင်မသက်ခရုရဲ့ခန်း26မှာအတည်ပြုကြည့်ကြရအောင်ရှင်မသက်ခရုရဲ့ခန်း26အခန်းငယ်19ကိုကြည့်ရင်အာဇုမပွဲပထမနေ့၌တပည့်တော်တို့သည်အထံတော်သို့ချဉ်ကပ်၍ကိုတော်သည်ပဒကဝဲကို စားတော်မူဖို့ရာအဘယ်ရန်၌ကျွန်ုပ်တို့သည်ပြင်ဆင်စေခြင်းကအလိုရှိတော်မူသည်ဟုမေးလျှောက်ကြတော့လူသားရဲ့အသားကိုစားပြီးလူသားရဲ့အသွေးကိုတောက်တဲ့သူဟာသာရတဲ့ကိုရတယ်လို့ပြောခဲ့ပြီဖြင့် ဒီနေရာမှာဘာကြောင့်ယုတ်တိရဲ့ပတ်သက်ကဘွဲကပေါ်လာရတာလဲလို့ညီနိုင်ပါတယ်အခန်းငယ်78ကိုစက်ကြည့်ကြရအောင်ကိုရောကမြို့တွင်အီမီတော်သူရဲ့အိမ်သို့သွားကြဆရာမလိုက်ဒီကငါးချိန်နေပြီတင်းအိမ်တိုင်းငါးတပည့်တို့နဲ့တကွပတ်သက်ကဘွဲကိုငါခံမြူဟုသူ့သူကိုပြောကြားတော်မူမိန်တော်မူ၏တပည့်တော်တို့သည်စင်တော်မူသည့်အတိုင်းပြု၍ပတ်သက်ကဘွဲကိုပြင်ဆင်ကြ၏ ပတ်သက်ခပွဲစားတောက်တဲ့မြင်ကွင်းကိုအခန်းငယ်26စီကြော်ကြည့်ကြရအောင်။ထိုကစားလက်နေကြစဉ်တွင်ယေရှုသည်မုန်းကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုန်းကိုဖဲ့၍ဤမုန်းကပတ်သက်ခမုန်းဟာဘာဖြစ်ပါသလဲ။ငါ့ကိုဖြစ်ယူ၍စားကြလုံးမိန်တော်မူလျက်တပည့်တော်တို့အားပေးတော်မူ၏။တနည်းအားဖြင့်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး6ထဲမှာဖော်ပြထားတဲ့လူသားရဲ့အသားဖြစ်ပါတယ်။ဒီပိုင်းနဲ့ပတ်သက်ပြီးပတ်သက်ခပွဲကတဆင့် မုတ်ကိုပေးပြီးဤမုတ်ကငါ့အိတ်ကိုဖြစ်၏လို့ယေရှုခရစ်ကပြောခဲ့ပါတယ်။အခန်းငယ်29ဖြစ်ပါတယ်။ခွက်ကိုလည်း၍ခြေဆုတော်ကိုချီးမွမ်းပြီးမှသူတို့အားပေးတော်မူ၍သင်တို့ရှိသမျှသည်တောက်ကြလော။ပတ္တခစပီးပါဝင်တဲ့ခွက်ဖြစ်ပါတယ်။သင်တို့ရှိသမျှသည်တောက်ကြလော။ဤခွက်ကပတ္တခစပီးဟာပရိညာတရားသည်နှင့်ဆိုင်၍လူများတို့၏အပြစ်ကိုလွတ်စေခြင်းကသုံးသောငါ၏အသွေးဖြစ်၏။ ပတ္တကမုံနဲ့ပတ္တကစပီးရီကိုစားတောက်တဲ့သူတွေစီဘာကတိတော်ကိုပေးခဲ့ပါတယ်လေ어떤약속이주어져있는것입니까?타라다고베러무면서래그리더고삐게래못봐라.대니벼야인퇴진고님몬송송세대니란니네.부야타킨아롱게데넷방2000농가디미지고쫘라게비.바타카브레니디아테아만디아고지탕게바데. ဒါအပြင်ပတ္တခပရိညင်တရားတဲ့အမှန်တရားဟာဒီမြေကြီးကနေပျောက်ကွယ်သွားခဲ့တာနှစ်ပေါင်း1900လောက်ရှိပြီဖြစ်တဲ့ဒီခေတ်မှာဖျားသခင်ကနောက်တစ်ဖက်ဒီမြေကြီးကိုကြွားလာခဲ့ပြီးပျောက်ဆုံးသွားခဲ့တဲ့ပရိညင်တရားတဲ့ပတ္တခအသက်ရဲ့အမှန်တရားကို ပြန်လည်တည်ထောင်ပေးခဲ့ပါတယ်လူသားအလုံးကိုနောက်တစ်ဖက်မတည်တော့မဲ့ပရိညင်နဲ့အဲ့ဒီလမ်းကိုပြသပြီးသွန်သင်ပေးဖို့အတွက်ဒုတိယကြိမ်ကြွားလာတော်မူခဲ့တာမဟုတ်ပါလား နှစ်တထောင်ကျော်ကြာအောင်ပတ်သက်ခပွဲဆိုတဲ့အရာဟာဒီမြေကြီးပေါ်မှာမတည်ရှိတော့ပဲစောင့်လည်းမစောင့်ရှောက်တော့ပဲပတ်သက်ခပွဲဟာတည်ခြင်းကိုနှစ်မုံဆုံးချုပ်စေတဲ့အမှန်တရားဆိုတဲ့အရာကိုကျမ်းစာပညာရှင်များစွာဟာတမန်ကျမ်းစာကိုကြည့်ရှုပြီးလေ့လာပြီးသုတေသနလုပ်ရင်တောင်ရှာမတွေ့ခဲ့ကြပါဘူးအကြောင်းကတော့ဒီအလုပ်ဟာဘယ်သူကကြွလာပြီးလုပ်ရမယ့်အလုပ်ဖြစ်တယ်လို့ပြောထားလို့ပါလေခေရှားအခန်းကြီး25ထဲမှာလည်း ဤရှင်ကငါတို့မျှော်လင့်တော်ငါတို့၏ဖျားသခင်သည်ငါတို့ကိုကတည်တော်မူလိမ့်မည်လို့ဖော်ပြထားပါတယ်။တေခြင်းကိုထရာဖြက်စီဖြစ်တဲ့အလုံးဟာဖျားသခင်မဟုတ်ရင်ဘယ်သူမှမလုံးနိုင်တဲ့အလုံးဖြစ်လို့ဖြစ်ပါတယ်။တမန်ကျမ်းစာမှာမှတ်တမ်းတင်ထားရင်မှတ်တမ်းကိုကြည့်ပြီးဘယ်သူဖြစ်ဖြစ်မလုံးနိုင်ဘူးလား။ဒီလိုလွယ်လွယ်လေးစဉ်းစားနိုင်ပေမဲ့အဲ့ဒီလွယ်ကူတဲ့အလုံးကိုဘယ်သူမှမလုံးနိုင်အောင်ပိတ်ဆို့ထားခဲ့တဲ့သူဟာဖျားသခင်ဖြစ်ပါတယ်။ဂျိုဒင်ဟော့စကာရဲ့ဇက်ကောင်ပေါ်လာတဲ့အခါမှာပိတ်ဆို့ထားခဲ့တဲ့ ကျွတ်တင်ဟောစကားရဲ့တခါအလုံးကို ဖွင့်လှစ်ပေးမယ်အမှုဟာဖျားသခင်ရဲ့အလိုတော်ဖြစ်လို့ဖြစ်ပါတယ်ကျွန်တော်တို့အတွက်တော့အရန်ကိုလွယ်ကူပါတယ်ဒါပေမဲ့ဒီလွယ်ကူတဲ့အပိုင်းကိုလောကလူတွေဟာယဉ်လင်းနဲ့မမြင်ကြားလင်းနဲ့မကြားနိုင်ကြပါဘူးဆိတ်ရှိတယ်လို့ဆိုပေမဲ့နားမလည်နိုင်ပဲမပိုင်းခြားနိုင်ကြပါဘူးဒါကိုတကယ်ပဲဖျားသခင်ရဲ့အမွေအမှုတော်လို့မြင်နိုင်ပါတယ် ပရမအကျင့်ဒီမြေကြီးကိုကြွလာပြီးပတ္တကဗြဟ္မဉ္စတရားတိအမှတ်တရားစနစ်ကိုတည်ထောင်ခဲ့ပြီးတော့သိချင်းကိုဖျက်ဆီးနိုင်တဲ့လမ်းကိုဖွင့်လှစ်ထားခဲ့ပေမဲ့ယန္တုဘာနာဟာအေဒီ325မှာနိုင်စီယဘာသာရေးအစီဝေးကတဆင့်နောက်ဆုံးမှာပတ္တကဘွဲကိုဖျက်သိမ်းခဲ့ပါတယ်အဲ့ဒီဖြတ်သိမ်းထားတဲ့အခြေအနေထဲမှာနှစ်ပေါင်း1900လောက်ကြာဘယ်သူကမှပတ်သက်ခါရင်းညင်တရားတဲ့အမှန်တရားကို မဖော်ထုတ်နိုင်ခဲ့ပဲစောင့်ရှောက်ဖို့တွင်တင်ခြင်းလည်းမရှိခဲ့ပါဘူးနောက်ဆုံးမှာဒီလောက်ဟာသူကြွားလာပြီးတိုက်ရိုက်တွင်တင်မပေးဘဲနဲ့ဘယ်လူသားကမှပတ်သက်ခပွဲအတည့်ရအမှန်တရားကိုမမှန်ကန်ကမစောင့်ရှောက်နိုင်ပဲနားမလည်နိုင်တဲ့အတွက်အဲ့လိုဖြစ်စဉ်မျိုး ဖြစ်ပေါ်လာမှာဟာမလွယ်မသိပဲဖြစ်ပါတယ် ဒါကြောင့်ရှင်မသက်ခရုရဲ့အခန်းကြီး26မှာလူသားရဲ့အသားကိုစားပြီးလူသားရဲ့အသွေးကိုတောက်လို့ဆိုတဲ့အပိုင်းကိုပတ္တခမုတ်ဟာလူသားရဲ့အသားဖြစ်တယ်လူသားရဲ့ကိုဖြစ်တယ်ပတ္တခစပြေးဟာလူသားရဲ့အသွေးဖြစ်တယ်ယေရှုခရစ်ဟာဒီလိုမျိုးအသိပေးခဲ့တဲ့အတွက်ပတ္တခအမှန်တရားဆိုတဲ့အရာဟာတည်ခြင်းကိုဖျက်ဆီးဖို့တနည်းအားဖြင့်သာရသက်ပေးဖို့အတွက်ဘုရားသခင်ကဒီမြေကြီးကိုကြွလာပြီးတည်ထောင်ခဲ့တဲ့အကြီးမြတ်ဆုံးအမှန်တရားဖြစ်တဲ့ဆိုတဲ့အချက်ကိုအတည်ပြုနိုင်တာဖြစ်ပါတယ် ရှင်လူကခရစ်ဝင်အခန်းကြီး20နှစ်အခန်းငယ်9ကိုကြည့်ကြရအောင်အခန်းကြီး20နှစ်အခန်းငယ်9ကိုကြည့်ရင်ပတကဒုတင်ငယ်ကိုတတ်ရသောနေဒီဟူသောအာဇုမပွဲနေရောက်သောအခါကိုတော်ကငါတို့စာဖို့ရာတင်းတို့စီသွား၍ပတကဘွဲကို ပြင်ဆင်ကြလော့ဟုပေတရုနှင့်ယောဟန်ကိုဆေလွတ်တော်မူ၏သူတို့ကလည်းအဘယ်ရ၌ပြင်ဆင်စေခြင်းကအလိုရှိတော်မူသည်ဟုမေးလျှောက်ကြသော ကိုတော်ကသင်တို့သည်မြို့တယ်သို့ဝင်သောအခါယေဟူးဆောင်သောသူကို တွေ့လိမ့်မည်ထို့သူနောက်သို့လိုက်၍သူဝင်သောအိမ်သို့ဝင်ပြီးမှငါသည်ငါတပည့်တို့နှင့်တကွပတ္တကဘွဲကိုစားရသောဧည့်သည်အခန်းကအဘယ်မှရှိသနည်းဆရာကမေးသည်ဟုအိမ်ရှင်ကို ပြောကြလော့ထို့သူသည်ပြင်ဆင်လျက်ရှိသော အထက်ခန်းကြီးကိုပြလိမ့်မည်ထိုအခန်း၌ပြင်ဆင်ကြလော့ဟုမိန်တော်မူ၏ တပည့်တော်တို့သည်တွား၍စကားတော်တိုင်းတွေ့လျင်ပသက်ခပွဲကိုပြင်ဆင်ကြ၏ယေရှုခရစ်ဟာပေတရုနဲ့ယောဟန်ကိုပသက်ခပွဲကိုပြင်ဆင်ဖို့မိန့်တော်မူခဲ့ပါတယ်အခန်းငယ်၁၄ကိုဆက်ကြည့်ကြရအောင်အချိန်ရောက်မှဒီနေ့မှအချိန်ဆိုတာကပသက်ခပွဲအချိန်ကို ရောက်တဲ့အခါတမန်တော်တစ်ချိတ်နှစ်ပါးတို့နှင့်အတူစပွဲ၌လျောင်းနှောင်းမှု၍ငါသည်အသေးမခံမီဘာကိုလုပ်ဖို့ အလွန်အလိုရှိပါတယ်လေ။ဤပတ္တခဘွဲကိုတင်တော်နဲ့အတူစားခြင်းကအလွန်အလိုရှိလေပြီ။ပတ္တခဘွဲရဲ့နောက်ွယ်မှာဘလို့အထိပ္ပယ်ရှိတာကြောင့်ယေရှုခရစ်ဟာအဲ့ဒါကိုဆောင်ဖို့အလွန်အလိုရှိခဲ့တာပါလေ။တေခြင်းကို ထာဝရဖြစ်စီပြိမဲ့ဂရီတော်ဟာအဲ့ဒီထဲမှာပါရှိနေတာကြောင့်ဖြစ်ပါတယ်။အခန်းငယ်၁၉ကိုဆက်သွားကြရအောင်။ ထိုအခါမုတ်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ၍ဤမုတ်ကသင်တို့အဖို့လုံးငါစွန့်တော်ငါ၏ကိုဖြစ်၏ဘလို့လောက်ပါလို့ပြောခဲ့ပါတည်းငါ့ကိုအောက်မေ့ဖို့ရာဤတို့ပြုကြလော့ဟုမိန်တော်မူ၏ငါ့ကိုအောက်မေ့ဖို့ရာဤတို့ပြုကြလော့လို့မိန်တော်မူခဲ့ပါတယ်မုန်နဲ့စပီးရေကိုစားတောက်တဲ့ပတ်သက်ကပွဲဟာယေရှုခရစ်ကိုတော်တိုင်မိန်တော်မူခဲ့တဲ့အမှန်တရားစီမင်းစည်းကမ်းတဲ့ဥပဒေဖြစ်ပါတယ်တို့ကျူရေယောဘုပ္ပတို့인것입니다 အခန်းငယ်20ဖြစ်ပါတယ်။ထိုနည်းတူညစာဆိုင်မှာခွက်ကိုလည်းယူ၍ဤခွက်ကဘာလို့ပြောထားပါသလဲ။သင်တို့အဖို့လုံငါသွန်သောငါ၏အသွေး၌တည်သောဗြိညာဉ်တရားသည်ဖြစ်၏။ပထကဘွဲဟာတေကျင်းကိုဖျက်ဆီးဖြစ်တဲ့အမှန်တရားအဖြစ်ဖျားသခင်ကဒီမြေကြီးကိုယူဆောင်လာခဲ့တဲ့အရန်အရေးကြီးတဲ့အမှန်တရားဖြစ်ပြီးဗြိညာဉ်တရားသည်လို့လည်းဖော်ပြထားပါတယ်။ ဒါဆိုရင်ဟေရှာယအနာဂတ်တိကျမ်းအခန်းကြီး25အခန်းငယ်6အရာ ဟောင်းသောစပြည့်အားဖြင့်တေကျင်းကိုနင်မွန်ဆုံးရှုံးစေတဲ့သူဟာဘယ်သူဖြစ်တယ်လို့ပြောထားပါသလဲ။ဤရှင်ကငါတို့မျှော်လင့်သောငါတို့၏ဖျားသခင်သည်ဒီလောက်ထိပရောဖက်ဟေရှာယဟာကြိုတင်ဟောပြောထားခဲ့ပါတယ်။ဟေဗြဲဩဝါစာအခန်းကြီးကို အခန်းငယ်29ကို ကြည့်ကြရအောင်။အခန်းကြီးကိုအခန်းငယ်29ဖြစ်ပါတယ်။ လူသည်တခါတည်းသိ၍ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့ထိုနည်းတူခရစ်တော်သည် လူများပြစ်တို့ကိုခံခြင်းကတခါတည်းကိုယ်ကိုပူဇော်ပြီးမှဘယ်နှကြိမ်မြောက်ပေါ်ထွန်းတော်မူမှာပါလဲနောက်တစ်ဖန်ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကိုကယ်တင်ခြင်းအလို့ငါအပြစ်နဲ့မဆိုင်ဘဲပေါ်ထွန်းတော်မူလက်တန့် နောက်တစ်ဖက်မကြွလာခဲ့ဘူးဆိုရင်ကျွန်တော်တို့စီကဲတင်ချင်းကိုမပေးနိုင်တဲ့အတွက်သာရတိချင်းရဲ့ကြုံဖြစ်ဖို့ကလွယ်ပြီးရွေးချယ်စရာမရှိတဲ့ကျွန်တော်တို့ဖြစ်တဲ့အတွက်တိချင်းကိုဖျက်ဆီးဖြစ်ဖို့ဘယ်သူကကြွလာရမှာပါလဲဖျားသခင်ဖြစ်ပါတယ်ဒါဟာဘယ်သူမှဆို လုံနိုင်တဲ့အလုံးမဟုတ်ပါဘူးတမန်တေယုံစရာကလုံနိုင်တဲ့အလုံးမဟုတ်ပါဘူးလောကရဲ့ ဘေဘာသာရေးအဖွဲ့အစည်းကခေါင်းဆောင်ဖြစ်စေဘယ်သူမှမလုံနိုင်တဲ့အလုပ်ဖြစ်တဲ့အတွက်ဒီလုပ်ကိုလုပ်တဲ့သူကိုတွေးတဲ့အခါသူဟာတခြားမဟုတ်ပဲဘယ်သူဖြစ်မှပါလဲသူဟာငါတို့မျှော်လင့်နေတဲ့ဖျားသခင်အစ်စ်ပဲဖြစ်တယ်။ဤရှင်ကငါတို့မျှော်လင့်တော့ငါတို့ဤဖျားသခင်ဒီသူဟာဘယ်လိုလုံးမှာပါလဲငါတို့ကိုကဲ့တင်တော်မူလိမ့်မည်။ဟေဖျားခန့်ကြီးကိုအခန်းနဲ့28မှာလဲသူ့ကိုမျှော်လင့်နေတဲ့သူတွေအတွက်ဘယ်နှကြိမ်မြောက်လဲ။ နောက်တစ်ဖန်ကက်တီဂျီအလုံးကအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းတော်မူလက်တန်းလို့ပြောထားပါတယ်။ဒါဆိုရင်ဒုတိယချိန်ဒီမင်းကြီးကိုကြွလာတဲ့အချိန်မှလည်းသူဟာတင့်ချင်းကိုဖယ်ရှားဖြစ်ဖို့ကြွလာတဲ့ဖျားသခင်ဖြစ်ရမှာဖြစ်ပါတယ်။တင့်ချင်းကိုဖယ်ရှားဖို့ဆိုရင်ဘယ်အမှန်တရားကိုယူဆောင်ပြီးဒီမင်းကြီးမှာပေါ်ထွန်းလာရမှာပါလဲ။အေဒီ325ကလေးကပြောက်ကွက်သွားခဲ့တဲ့ပသက်ခပရိညင်တရားတဲ့အသက်ရဲ့အမှန်တရားနဲ့အတူပေါ်ထွန်းလာတဲ့သူဖြစ်ရမယ်မဟုတ်ပါလား။ဖုန်ဖေရှေသေးချင်ကစ်စမီက ပသက်ခဗြိညာဉ်တရားတဲ့အမှန်တရားနဲ့အတူပေါ်ထွန်းလာမှပဲကျွန်တော်တို့ရဲ့ဖျားသခင်ဖြစ်ပြီးကျွန်တော်တို့ဟာဖျားသခင်ရဲ့လူမျိုးဖြစ်လာနိုင်မှာဖြစ်ပါတယ်ဒီရာနဲ့ပတ်သက်တဲ့ကျွန်တော်ဟောစကားကိုလည်းကြည့်ကြပါစို့ယေမိနာဂတိကျမ်းအခန်းကြီး31ဖြစ်ပါတယ်အခန်းကြီး31အခန်းငယ်31ကိုကြည့်ရင်သာရဖျားမိန်တော်မူဒီကငါဒီဤလူမျိုးဤဘိုးဘေးတို့ကိုလက်ဆွဲ၍အဂုတ်တိပြည်မှာဆောင်းသွားသောအခါ သူတို့နိုင်ငံပေးသောဗြိဉ္ဉ်တရားနှင့်ခြားနားသောဘာကူပေးမှပါလဲဗြိဉ္ဉ်တရားသစ်ကိုဣတရီလာမျိုးသားယူရမျိုးသားတို့နိုင်ငံပေးသောအချိန်ကာလရောက်လိမ့်မည်ဗြိဉ္ဉ်တရားသစ်ထဲမှာဥပုပ်နှင့်ဗတိဇံနှင့်တခြားအမှန်တရားများစွာပါဝင်ပေမဲ့ယေရှုခရစ်တော်အထူးသဖြင့်ပသက်ခဗြိဉ္ဉ်ကိုဗြိဉ္ဉ်တရားသစ်အဖြစ်ကြီးညာတော်မူခဲ့ပါတယ်အခန်းငယ်33ဖြစ်ပါတယ် အရင်ငါပေးမှုသောရင်းညတရားကိုသူတို့သည်ဖျက်၍ငါသည်လည်းသူတို့ကိုယွန်ရှာ၏။နောင်ကာလအခါဣတိရလအမျိုးသားတို့၌ငါပေးအပ်သောရင်းညတရားဟုမူကားငါထာဝရဖျားသည်ငါ၏ပညာတရားကို သူတို့အတွင်ထဲသို့တွင်မည်။သူတို့နှလုံးပေါ်မှရေးထားမည်။ငါသည်ဘာဖြစ်မှပါလဲ။သူတို့၏ဖျားဖြစ်မည်။သူတို့သည်လည်းဘယ်သူဖြစ်ကြလိမ့်မယ်လို့ပြောခဲ့ပါသလဲ။ ငါ့လူဖြစ်ကြလိမ့်မည်ဘုရားသခင်နဲ့သူရဲ့လူမျိုးခြားမှာငါသည်တင်တို့၏ဖျားဖြစ်သည်တင်တို့သည်ငါ့လူဖြစ်သည်ဆိုတဲ့ခိုင်လုံတဲ့အထောက်အထားရှိရမှာဖြစ်ပါတယ်ဘာကအထောက်အထားဖြစ်တယ်လို့မိန်တော်မူခဲ့ပါသလဲ။ငါ့ပညာတရားကိုသူတို့အတွင်ထဲသို့သွင်းမိလို့မိန်တော်မူခဲ့ပါတယ်။ဘုရားသခင်ရဲ့ပညာတွေကဘယ်ပညာကိုညွှန်းဆိုနေတာပါလဲ။ဗြိညာတရားသည်ပညာတော် ။ရင်းရင်တရားသည့်ပညာကိုဖန်တီးခဲ့တဲ့သူဟာကျွန်တော်တို့ရဲ့ဖျားသခင်ဖြစ်ပြီးအဲ့ဒါကိုလက်ခံရရှိတဲ့လူမျိုးတွေဟာဖျားသခင်ရဲ့လူမျိုးတွေဖြစ်လာပါတယ်။ဒီလိုဆိုရင်ပတ္တကဘရင်ရင်တရားသည့်အမှန်တရားဟာတိတ်ခြင်းကိုဖျက်ဆီးပြဖို့ဖျားခင်တည်ထောင်ခဲ့တဲ့အတည့်ရဲ့ပညာတော်ဖြစ်တယ်လို့မြင်နိုင်ပါတယ်။ဒါဆိုရင်တည်ခြင်းကိုဖျက်ဆီးဖို့အတွက်တည်ထောင်ထားတဲ့အတည့်ရဲ့ပညာတော်ကိုဒီနေ့ကျွန်တော်တို့လူသားတွေစီသိစေပြီးပိတ်ထားတဲ့တကားကို ဖွင့်ပေးမဲ့သူဟာနောက်ဆုံးမှာဘယ်သူပါလဲဆိုတဲ့အရာဟာအရန်ကိုအရေးကြီးတဲ့အကြောင်းအရာဖြစ်ပါလိမ့်မယ်။ဧရှာယအခန်းကြီး25အခန်းငယ်6ကတဆင့်ကြည့်ရင်လူများစွာဟာအီရှင်ကငါတို့မျှော်လင့်သောငါတို့၏ဖျားသခင်သည်လွန်ခဲ့တဲ့နှစ်ပေါင်း3500တုန်းကပင်လယ်နီကိုခွဲခဲ့ပြီးဣသရေလလူမျိုးတွေကိုအေဂုတ်ပြည်ရဲ့ဂျုံဘွားကနေလူမြောက်စေခဲ့ပြီးတော့ ခန္ဓာမျိုးကိုပို့ဆောင်ပေးခဲ့တဲ့ဘုရားသခင်ဖြစ်တယ်။လွန်ခဲ့တဲ့နှစ်2000လုံးကဒီမြေကြီးကိုကြွလာခဲ့ပြီးဂေါလာဂေါသလဝကတိုင်ပေါ်မှာသူ့ရဲ့အဖို့တန်အသွေးကိုသွန်လောင်းပြီးတော့လူသားတွေစီအပြစ်လွတ်ခြင်းရဲ့လမ်းကိုဖွင့်ပေးခဲ့တဲ့ဘုရားသခင်ဖြစ်တယ်လို့ပြောကြမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီပုဂ္ဂိုလ်အပြင်တည်ခြင်းကဘလို့ဖြစ်သွားခဲ့လို့ပါလဲသာရဖြည့်စီခြင်းခံရနိုင်တာကြောင့်ဖြစ်ပါတယ်ဒီလိုပွဲပြုတ်ကိုစီရင်နိုင်တော်မူတဲ့သူဟာဖျားသခင်ကလွယ်ပြီးမရှိပါဘူး ဘယ်သူကမှကြာမြင့်စွာသောအချိန်ကာလတစ်ချောင်းပတ်သက်ခပွဲအသက်ရဲ့အမှန်တရားကိုပြန်လည်ယူဆောင်ပေးနိုင်တဲ့သူမရှိခဲ့ပေမဲ့ခရစ်တော်အသာဟုံးဟာနောက်ထပ်သိခြင်းနဲ့စိတ်မသာကြီးတွားခြင်းမရှိတော့တဲ့ကောင်းကင်နိုင်ငံစီကျွန်တော်တို့ကိုခေါ်ဆောင်ဖို့အတွက်သိခြင်းကိုနှမွန်ဆုံးရှုံးစေတဲ့ဘရင်ရင်တရားသစ်ပတ်သက်ခအမှန်တရားကိုကျွန်တော်တို့လူသားအလုံးစီကြီးညာပေးခဲ့ပါတယ်။ဒါဆိုရင်ခရစ်တော်အသာဟုံးဟာတမန်ကျမ်းစာနဲ့ပရောဖက်တွေကကျွတ်တင်ဟောပြောခဲ့တဲ့ဘသူဖြစ်တဲ့ဆိုတာကို ကျွန်တော်တို့ချက်ချင်းနားလည်သင်ကြပါတယ်လေ။တေကြီးကိုနှင်းမဆုံးရှုံးစေတော့ပွဲကိုစီရင်နိုင်တော်မူသောသူသည်ဖျားသခင်မှလွယ်၍မရှိပါဘူး။ဤရှင်ကငါတို့မျှော်လင့်တော်ငါတို့၏ဖျားသခင်သည်ငါတို့ကိုကယ်တင်တော်မူလိမ့်မည်။မိသားစုဝင်တို့လွန်ခဲ့တဲ့နှစ်2000ကယေရှုခရစ်ဒီမြေကြီးကိုကြွလာတော့က ယေရှုခရစ်ကိုယုံကြည်တဲ့လူတွေကိုဖာရိရှဲတွေကျမ်းမြူဆရာတွေယူရလူတွေဟာသူတို့ကလူကိုယုံကြည်တဲ့ဘာသာဖြစ်တယ်လူကိုဘယ်လိုလုပ်ဖျားသခင်လို့ပြောနိုင်တာလဲဆိုပြီးကဲရဲ့လောက်မြောင်ခဲ့ကြပါတယ်ဒါကြောင့်ပေဇရုပေါလုနဲ့ကနဝုသင်းတော်ရဲ့တန်ရှင်သူအလုံးဟာမိစ္ဆာဒိတ်ကြီးလို့ခေါ်ဆိုခံခဲ့ရပါတယ်ဒါပေမဲ့ဒီနေ့တန်ရှင်သောဝိညာဉ်တော်ခင်မှာကျွန်တော်တို့ကတမန်ကျမ်းစာနဲ့ပရောဖက်တွေကတည့်တည့်ပြုထားတဲ့ဒီပရောဖက်ပြုချက်ကိုယုံကြည်ကြရမှာဖြစ်ပါတယ် ဒီ prophet ပြုချက်အတိုင်းဒီမြေကြီးကိုကြွားလာတော်မူတဲ့ခရစ်တော်အဆောင်တေဂျင်းကိုဖျက်ဆီးဖို့ပတ္တကပရိညာတရားသည်မောင်နှက်စပြည့်ရေကိုယူဆောင်ပြီးကြွလာခဲ့တဲ့ခရစ်တော်အဆောင်အပေါ်ယုံကြည်ခြင်းကိုလောကဘေးရာနဲ့မှကျွန်တော်တို့ကလဲလဲလို့မရနိုင်ပါဘူးဆုံးဆုံးစေလို့လည်းမရပါဘူးဒါကြောင့်ဓာတိကျန်အခန်းကြီး၃မှာ ရခဲ့ပြီးတဲ့အရာကိုငါပြတ်မလားမချင်းဘလို့လောက်ပါလို့ပြောထားပါသလဲငါဒီအလင်းမြန်လာပြီးတင်းတရဘူးကိုအဘယ်သူမှမယူစေခြင်းကရခဲ့ပြီးတော့အရာကိုဆွဲကင်တော့အရန်အဖို့တတ်တဲ့ယတနာကိုအခုကျွန်တော်တို့ရရှိထားတဲ့အတွက်အဲ့ဒီယတနာကိုတမိုးမရှိဘူးလို့မှတ်ယူတဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ကဲ့ရဲ့လောက်မြောက်မှုတွေကိုကြားပြီးဒီအဖို့တတ်အရာကိုဘယ်တော့မှလက်လွတ်ခံတာဒါမှမဟုတ်ဆုံးရှုံးစေလို့မရပါဘူးယေရမိအခန်းကြီး37မှာလည်း ဗြိဉ္ဉ်တရားသစ်ကိုတည်ထောင်ပေးတဲ့သူဟာဖျားခင်ဖြစ်ပြီးဗြိဉ္ဉ်တရားသစ်ကိုစောင့်ချောက်တဲ့သူတွေဟာဖျားခင်ရဲ့လူမျိုးဖြစ်တယ်လို့ရှင်းလင်းစွာကြွတင်ဟောပြောထားပါတယ်။ဒါကြောင့်ဖျားခင်ဟာဗြိဉ္ဉ်တရားသစ်ရဲ့အမခံဖြစ်လာပြီးဗြိဉ္ဉ်တရားသစ်ကတဆင့်ထာဝရကောင်းငင်အမွေကို ခံယူနိုင်တဲ့ဖျားခင်ရဲ့နိုင်ငံတော်ကိုပြန်သွားနိုင်တဲ့အခွင့်အမှုကိုဖျားခင်ကခွင့်ပြုပေးမယ်လို့မိန့်တော်မူခဲ့ပါတယ်။ KBO ရာဇာခန်းကြီးကိုအခန်းငယ်၁၄ကိုအတူကြည့်ကြရအောင် ဟေဗြဲဩဝါဒစာအခန်းကြီးကိုခန်းငတ်ဆက်လေးဖြစ်ပါတယ်။ထိုများမကအပြစ်ကင်းသောကိုတော်ကိုသာဝရဝိညာဉ်တော်အဖျင်ဖျားခင်ရှင်တိုင်းကျင်းလူပူဇော်သောခရစ်တော်၏အသွေးသည်တည်ခြင်းနှင့်ဆက်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍တင်းတို့သည်အသက်ရှင်တော်မူသောဖျားခင်ကိုဝိပုမိအကြောင်းတင်းတို့၌ကိုကိုကိုတည်သောစိတ်ကိုစင်ကြယ်စေခြင်းကတာ၍တတ်နိုင်တော်မူသည်မဟုတ်လော။တကယ်ပဲယေရှုခရစ်ဟာဘရင်းတရားသည်ရဲ့ဖြန့်ပြေးသူဖြစ်ပါတယ်။ ထို့ကြောင့်ပထမပရိညင်တရားလက်ထက်၌ပြမသောအဖြစ်ကိုလည်းလွတ်စေခြင်းကခရစ်တော်သည်အသိခံတော်မူသည်ဖြစ်၍ခေါ်တော်မူသောသူတို့သည်ဂရီတော်နှင့်ရှင်သောသာရမွေကိုခံရမည်အကြောင်းထိုသခင်သည်ပရိညင်တရားသည်အမခံဖြစ်တော်မူ၏နောက်ဆုံးမှပရိညင်တရားသည်အမှန်တရားထဲမှရှိတဲ့လူပေါင်းတို့ကိုကောင်းကင်ဘုံမှဂရီထားတဲ့အမွေအလုံးကိုလက်ခံရယူနိုင်စေဖို့သူဟာပရိညင်တရားသည်အမခံဖြစ်လာပြီ ဗြိဉ္ဉတရားတဲ့အမှန်တရားကိုကျွန်တော်တို့သားသမီးတွေစီဟောပြောပေးပြီးစောင့်ရှောက်နိုင်အောင်လမ်းညွှန်ပေးတဲ့အဲ့ဒီကြိုတင်ဟောစကားဟာဟေဗြဲဩဝါဒစာအခန်းကြီး9မှာရှိပါတယ်ဗြိဉ္ဉတရားတိကသက်စင်မဟုတ်ရင်ကျွန်တော်တို့ဟာကောင်းကင်နိုင်ငံရဲ့အမွေကိုလက်ခံအားရှိနိုင်မှာပါလားဟေဗြဲအခန်းကြီး9ကသက်စင်ဒီအာမခန့်ရဲ့ကျေးဇူးတော်ကိုမခံယူတဲ့သူတွေဟာဘယ်တော့မှသာဝရကောင်းကင်ကိုမဝင်ရောက်နိုင်ဘူးဆိုတာကိုအလွယ်တကူ နားလည်နိုင်ပါတယ်။ဒါဆိုရင်ဒီလိုတင် जा မှုကိုဘယ်အချိန်မှကြွလာပြီးတင်မင်းမဲ့လို့ပြောထားပါသလဲ။မိခအနာဂတ်ကြံအခန်းကြီးလေးအခန်းငယ်၁ကိုကြည့်ကြရအောင်။နောက်ဆုံးသောကာလ၌နောက်ဆုံးနေ့ရက်မှဖြစ်ပျက်မှဖြစ်ပါတယ် ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည်တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှချီးမြှောက်၍တည်လိမ့်မည်ခတ်သိမ်းသောလူစုတို့သည်ထိုတောင်သို့စီဝေးကြလိမ့်မည်မြပြသောလူမျိုးတို့ကလည်းလာကြလော့ထာဝရဘုရား၏တောင်တော်ယာကုပ်မျိုး၏ဖျားသခင်အိမ်တော်သို့တက်သွားကြကုန်ကဖျားသခင်ကဘာကိုလှုပ်ဆောင်မှာပါလဲလန်ကြီးတော်တို့ကိုပြသသွန်သင်တော်မူ၍နှစ်ပေါင်း1900လောက်ပျောက်ဆုံးသွားခဲ့တဲ့ရင်းရှင်တရားတည်းရဲ့အမတ်တရားအလုံးကို ဖျားသခင်ကဒီမြေကြီးကိုကြွလာပြီးသူနဲ့မပေးခဲ့ရင်ကျွန်တော်တို့ကိုယ်တိုင်တည်နိုင်တဲ့နီလန်းနဲ့လမ်းဟာမရှိပါဘူးလမ်းခီတော်တို့ကိုပြတ်သားသွန်သင်တော်မူ၍အဲ့ဒီသွန်သင်ပေးတဲ့လမ်းတိုင်းဘယ်လိုလုံးကြမှာပါလဲငါတို့ဒီခြေရွာတို့လိုက်သွားကြပြီကျွန်တော်တို့ဟာသွန်သင်ပေးတဲ့အမှန်တရားကို လိုက်နာကြမှာဖြစ်ပါတယ်သွန်သင်ပေးတဲ့အတိုင်းစစ်ဆောင်ခြင်းအဖြစ်ရင်းညတရားတဲ့အမှန်တရားဟာအမှန်တကယ်သိခြင်းကို ထရဖြည့်စီဖြစ်တဲ့အမှန်တရားဖြစ်တဲ့ဆိုတာကိုရှားပွေတွေးရှိနိုင်တယ်မဟုတ်ပါလားလန်ဟီတော်တို့ကိုပြသသွန်သင်တော်မူ၍ငါတို့သည်ခြေတော်အားသို့လိုက်သွားကြမည်ဟုခီးသွားလဲပြောဆိုကြလိမ့်မည်တရားတော်သည်ဘေကနှင့်ပေါ်ထွက်မှပါလေဇီယုန်တော်မှ၎င်းသာဝရပြာ၏နှုတ်ကပတ်တော်သည်ယေရှုရှင်မြို့မှ၎င်းပေါ်ထွက်လိမ့်မည်။ဖျားသခင်ဟာဒီလိုမျိုးကိုတော်တိုင်ကြွလာပြီးလူသားတွေစီပြသသွန်သင်မပေးခဲ့ရင်သင်တို့ကကျွန်တော်ပါ ဥပုပ်နေ့ကစနေနေ့လားပတ်သက်ကဘွဲကစိတ်မှန်တဲ့အတည့်ရအမှန်တရားလားရင်းရင်တရားသစ်ဆိုတာပါလဲဘာကူမှမသိပဲဒီတိုင်းဒီမြေကြီးဘော့ကတခြားသူတွေလိုပဲနေထိုင်ကြရမှာဖြစ်ပါတယ်နှုတ်ကတော့ယေရှုခရစ်ကိုယုံကြည်တယ်လို့ပြောပေမဲ့တနင်္ဂနွေနေ့ခရစ်မတ်လောကတိုင်းနမီရပဲအတင်းတော့ဖြစ်ပြီးနေနဲ့ကိုကိုကိုွက်တဲ့အပြုမှုအလုံးကိုအတင်းတော့ထဲမှာလုံးဆောင်နေတဲ့အတွက် Prophet Ezekiel ဟာ Ezekiel အနာဂတ်ကြံကတဆင့်ဆက်ဆုပ်ယွန်ချပွဲအမှုလို့ပြောခဲ့ပါတယ်။နှုတ်ခတ်နဲ့တော့ဖျားသခင်ကိုကိုးကွယ်တယ်လို့ပြောပြီးတကယ်လို့ရမှာတော့နေနတ်ကိုကိုးကွယ်နေကြပါတယ်။ဒါကြောင့်သူတို့ကိုခြံနာခြင်းမရှိပဲဖျားခင်ကအားလုံးကိုအပြစ်ဒဏ်ပေးမဲ့ဆိုတဲ့တမန်ကျမ်းစာနဲ့ Prophet တွေရဲ့ကြိုတင်ဟောစကားတွေကိုကြည့်တဲ့အခါကျွန်တော်တို့ကိုတေခြင်းကနေကဲ့တင်ပြီးထာဝရနိုင်ငံနောက်တစ်ဖန်တေခြင်းမရှိတော့တဲ့ ်ကောင်းကင်နိုင်ငံစီပို့ဆောင်ပေးဖို့ဒီမြေကြီးကိုကြွားလာခဲ့တဲ့ကောင်းကင်ဖေခရစ်တော်အန်ဆောင်ဟုံးနဲ့အသက်တော်ယေရုရှလင်ကောင်းကင်အမေစီသာရဂျေဇုတင်ခြင်းဘုံတော်နဲ့ချီးမွမ်းခြင်းကိုအမြဲတမ်းပြန်ပေးနိုင်တဲ့ကျွန်တော်တို့အားလုံးဖြစ်ကြရမှာဖြစ်ပါတယ်ဒီနေ့တေခြင်းကိုနှိမ့်မဆုံးချုံးစေရန်ကြွားလာတော်မူသောဖရာသခင်ဆိုတဲ့ခေါင်းစဉ်ကိုစိတ်နှလုံးထဲမှာနက်နက်နဲနဲပြန်သုံးသပ်ပြီး တမန်ကျမ်းစာနဲ့ပရောဖက်တွေကကျမ်းစာတစ်ချောင်းအသိပေးထားတဲ့အပန်တရားနှုတ်ကပတ်တော်တွေအပေါ်ပူကြီးမားတဲ့ယုံကြည်ချက်ထားရှိပြီးကျွန်တော်တို့ပတ်ဝန်းကျင်ကလူများစွာစီကိုလည်းခရစ်တော်အဆောင်ဟုံးကစစ်မှန်တဲ့ခရစ်တော်ဖြစ်ပြီးဖျားသခင်ဖြစ်ကြောင်းကိုတသက်ခံပြီးဝေမျှနိုင်တဲ့ဇီယုံရဲ့ညီကိုမောင်နှမအားလုံးဖြစ်ဖို့တောင်းဆိုရင်နှုတ်ကပတ်တော်ကိုအဆုံးသတ်လိုက်ပါမယ်။ယေရှုအများကြီးကြင်ပါတယ်။